မင်္ဂလာပါဆီရိုရီအတင်းချတဲ့ရဲ့အခန်းကိုကိုစပြီးတော့လည်လာကြည့်မယ်ခေါင်းဆောင်ကကိန်းအစင်းနဲ့ကိန်းစင်များဖြစ်ပါတယ်ဒီခေါင်းဆောင်အောက်ကဆင်လိုက်ကိန်းများအကြောင်းကိုကြည့်ရအောင်ဟုတ်ပြီအဲ့ဒါဆိုရင်ခေါင်းဆောင်ကဆင်လိုက်ကိန်းများဖြစ်ပါတယ်အောက်မှာဇရာတစ်ခုပေးထားပါတယ်ဒီဇရာဟာဆိုလို့ရှိရင်အပြေကိန်းနေအစင်လိုက် ဇီယာကွက်ထဲမှာချထားတာပေါ့နော်0123456789နောက်ဆုံး99ထိပြီးထားပါတယ်အစင်လိုက်0တွေအပြေကိန်းနေချထားပါတယ်ဆိုတော့ကြတော့ဒီဇီယာနဲ့ပတ်သက်ပြီးတော့နှစ်ချက်သိရမယ်အတန်းသိရမယ်အတိုင်းသိရမယ်အတန်းဆိုတာကဘလူဟောက်ခေါ်ရလဲဆိုတော့လဝဲဘက်ကနေပြီးတော့လက်ရဘက်ကိုသွားတာအဲ့ဒါဒီအတန်းလို့ခေါ်ပါတယ် ဒါဆိုရင်0ကနေစပြီးတော့9 ठी ठी အဲ့ဒါပထမတန်းမှာပထမအတန်းပေါ့နော်ပြီးရင်ဒုတိယအတန်းလာမယ်တတိယအတန်းလာမယ်စတုထအတန်းလာမယ်အဲ့တော့လဝဲကနေလက်ရာကိုသွားရင်အတန်းဖြစ်ပါတယ်။နောက်အပေါ်ကနေပြီးတော့အောက်ကိုဆင်းနေဆိုရင် အတိုင်းလို့ခေါ်ပါတယ်။0ကနေစပြီးတော့9 ठी ဆုံးလာသည်ပထမအတိုင်းမှာပြီးရင်ဒုတိယအတိုင်းတတိယအတိုင်းစတုထအတိုင်းဒီတိုင်းလာမှာဖြစ်ပါတယ်။ ဒါဆိုရင်ဇေယျပေးထားတယ်ဆိုရင်ဘေဟာကအတန်ဘေဟာကအတိုင်လဲဆိုတော့အတိသွားပြီဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့တွေမေကွန်လေး၅ခုမိမိအဲ့ဒါလေးတွေကိုဖြည့်ကြည့်ရအောင်ဒါဆိုရင်နံပါတ်၁မေကွန်ကအော်ဖော်ပြပါအတန်အတိုင်လိုက်ရှိနေသည့်ကိန်းအလုံးကိုကြည်လျင်တဲ့မိတိအချက်တို့ကိုတတိပြုမိမိနည်းတဲ့နံပါတ်ကကြီးကတတိယဒန်းရှိကိန်းအလုံးတဲ့ ဒါဆိုရင်အခုနံတုန်းကဇီယာလေးကိုဇီယာပြန်ပြီးတော့ဒီမှာမြင်လွယ်အောင်လို့မချလိုက်မယ်။ဒီဇီယာမှာဆိုလို့ရှိရင်သူကတတိယဒန်းရှိဂိန်းအလုံးလို့ပြောထားတယ်။တတိယဒန်းဆိုတာကဒါပထမအဒန်ဒုတိယအဒန်တတိယအဒန်ဆိုတာက20ကနေစပြီးတော့20ကူမှဆုံးတဲ့အဒန်ဒီအရာကတတိယအဒန်မှာအဲ့ဒီတတိယအဒန်မှာရှိတဲ့ဂိန်းအလုံး ဘာထူးကြသလဲဘာကိုတတိပြုမိသလဲဆိုတော့ဆရာတို့တွေပထမတစ်ချက်တတိပြုမိတာကအဲ့ဒီတတိယအတန်းမှာရှိတာကကိန်းအလုံးက20 21 20 21 22 23 24 25 26 27 28 29တို့ဖြစ်ကြပါသည်အဲ့ဒါတတိယအတန်းမှာရှိတဲ့ကိန်းအလုံးပဲနော်။တော့အဲ့ဒီကိန်းအလုံးကိုကြည့်လိုက်တဲ့အခါမှာ20ရနေ21ဆိုတော့1 2သွားတာ။နော်21နေ2ကလည်း1 2သွားတာ။ အဲ့တော့လဝဲဘက်ကနေလဲရဘက်ကိုသွားတဲ့အခါအလုံးဒီ1 1 1 1တိုးသွားတာလေနော်ဆိုတော့ယင်းတို့ဒီ1စီတိုးသွားသောအစင်လိုက်အပြေကိန်းများ ဖြစ်ကြသည်နော်ဒါလေးသိရမယ်ဒါဆိုလို့ရှိရင် ပထမကိန်းကကျတော့20ဖြစ်ပြီးတော့ကျတော့နောက်ဆုံးကိန်းက29ဖြစ်ပါတယ်ပထမကိန်းဒီ20နဲ့စပြီးနောက်ဆုံးကိန်းဒီ29မှာဆုံးသည် ဒါကပါလဲဆိုတော့တတိယအတန်းမှာရှိတဲ့ဂိမ်းအားလုံးနဲ့ပတ်သက်ပြီးတော့တတိထားမိတာလေးထူကြတာလေးပေါ့နော်။ကဲဟုတ်ပြီလားဆိုရင်နောက်နံပါတ်ခါကွေးအထမတန်းရှိဂိမ်းအားလုံးအခုနံတော့ကကြတော့တတိယအတန်းပထမဒုတိယတတိယစတုထပြင်ဆင်မစတ္ထမတတ္တမအထမတန်းဆိုတာကဒီ80ရနေစပြီးတော့80ကိုမှဆုံးပါအဲ့ဒါကအထမတန်းမှာရှိတဲ့ဂိမ်းအားလုံးပဲ။ ဘာကိုတတိမြူမိတလဲဆိုတော့ကြတော့ဒီအထမရမ်းမှာရှိတဲ့ဂိမ်းအားလုံးကဘာတွေလဲဆိုတော့ 70, 71စသဖြင့်အကုန်လုံးနောက်ဆုံး79 ठी ပဲเนาะဒါကြောင့်79တို့ဖြစ်ကြသည်ဒီမှာကလည်းပဲ0 70ကနေ71 71ကနေ72အားလုံးဒီဘာတို့တော်တာလဲဆိုတော့ကြတော့1စီတို့တော်တဲ့အစင်လိုက်အဖြစ်ဂိမ်းနေပဲ နောက်တီးရမှာကပထမဆုံးကိန်းက70ဖြစ်ပြီးတော့နောက်ဆုံးကိန်းက79မှာဆုံးနေပေါ့နော်70နဲ့စာပြီးတော့79မှာဆုံးနေပေါ့ဒါကအထမရမှာရှိတယ်ကိန်းအားလုံးကဲဟုတ်ပြီဒါဆိုရင်နောက်နံပါတ်ကားငယ်စထမတန်းရှိကိန်းအားလုံးစထမတန်းဆိုတော့ဘယ်အတန်းလဲဆိုတော့အပေါ်ဆုံးက ပထမအတန်းဒုတိယတတိယပြီးရင်စတုထပင်စမစထမဆိုတော့ 90ရာနေစပြီးတော့နောက်ဆုံး59အထိပေါ့နော်အဲ့ဒါဒီစတမအတန်းပဲဒါကြောင့်မို့လို့ဒီ50ရာနေစပြီးတော့51 52နောက်ဆုံး50 90ထဲမှာရှိတဲ့ဂိမ်းတွေအားလုံးဒီအထာစတမအတန်းရှိဂိမ်းအားလုံးပဲနောက်တိရမှာက50ကနေ51ပြီးရင်52အားလုံးဒီ1စီတိုးသွားတဲ့အစင်လိုက်အပြေဂိမ်းတွေပဲနောက်ဘာတိရမလဲဆိုတော့ကြတော့ ီစက်တမတမ်းမှာရှိတဲ့ဂိမ်းအလုံးမှာဆိုရင် ပထမဂိမ်းဒီ50နဲ့စားတယ်။နောက်ဆုံးဂိမ်းဒီ59မှာဆုံးနေတာကိုတွေ့ရမယ်ပေါ့နော်။ကြည့်ဒါဆိုလို့ရှိရင်နောက်နံပါတ်ကာဂျီအခုနောက်တော့ကျတော့ကာဂျီခါခွေကားငယ်ကအတန်းဒီတစ်ခါအတိုင်လာပြီဒုတိယအတိုင်ရှိဂိမ်းအလုံးဒုတိယအတိုင်ရှိဆိုတော့ကအပေါ်ကနေအောက်ကိုသွားတာကအတိုင်ပါအဲ့တော့0ကနေပြီးတော့90ထိအရာကပထမအတိုင်ပါ တော့ဒုတိယအတိုင်းဆိုတော့ကြတော့0တွေ1ကနေစပြီးတော့11 21 out 91ဒီအဲ့ဒါကဒုတိယအတိုင်းပဲဒါကြောင့်မို့လို့ဒုတိယအတိုင်းမှာရှိတဲ့ကိန်းအားလုံးက1 11 21အကုန်လုံးခြာရည်လိုက်91ဒီတို့ဖြစ်ကြသည်ပေါ့ဒါဆိုလို့ရှိရင်ဒီမှာကကြတော့1ကိုထမ်းပေါင်းလိုက်တာ11ဒါဆိုရင်နောက်ထပ်ထမ်းပေါင်းလိုက်မယ်ဆိုရင်21 ထမ်းပေါင်းလိုက်မယ်ဆိုလို့ရှင်31 41 51 61 71 81 91 91အားလုံးဒီထမ်းစီတိုးသွားတဲ့အစင်လိုက် အပြည့်ကိန်းနေပဲเนาะကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဒုတိယအတိုင်းမှာရှိရဲ့ဂိန်းအားလုံးဟာသူကပထမဂိန်းက1ဖြစ်ပြီးတော့နောက်ဆုံးဂိန်းဒီ91တို့ဖြစ်ကြပါတယ်ဒါကအတိုင်းပေါ့အနော်နောက်နံပါတ်5ကိုကြည့်အောင်တသမအတိုင်းမှာရှိရဲ့ဂိန်းအားလုံး ါပထမအတိုင်းမှာဒုတိယတတိယနော်ပြီးတော့ကျတော့စတုထပြစ္ဆမစထမတတ္တမတတ္တမပြီးတော့အထမနဝမတတ္တမဆိုတာဒါပဲအဲ့တော့ကျတော့9ကနေပြီးတော့99ထိအဲ့တော့ကြတော့ဒသမတိုင်းမှာရှိတဲ့ကိန်းအလုံးဟာ9 90 29 39နောက်ဆုံး99ပေါ့เนาะတို့ဖြစ်ကြသည် အဲ့ဒီမှာကကြတော့9ကနေပြီးတော့ကြတော့90ဖြစ်ဖို့ရာဘလောက်ပေါင်းလိုက်တာလဲထမ်းပေါင်းလိုက်တာ29ဖြစ်ဖို့ရာဆိုတော့လေထမ်းပေါင်းလိုက်တာဆိုလိုချင်တာကအဲ့ဒါကလည်းထမ်း10စီတိုးသွားတဲ့အစင်းလက်အပြည့်ကိန်းကြီးပဲဘေးကနေစဘယ်ထိဆုံးတာလဲဆိုတော့တသမအတိုင်းမှာကကြတော့သူကပထမကိန်းဒီ9ဖြစ်ပြီးတော့ကြတော့နောက်ဆုံးကိန်းက99ဖြစ်နေတာကိုတွေ့ရပါမယ်เนาะ ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နံပါတ်1ပြီးသွားပြီနောက်နံပါတ်2မေကွန်လေးကြည့်ရအောင်နံပါတ်1ကကြတော့55နည်းနဲ့69တို့တီမိတိအတန်းနဲ့မိတိအတိုင်းတို့ရှိတနည်းတဲ့သူကဂိမ်းနှလုံးပြထားတယ်ပထမတလုံးက55 55ဆိုတော့ကဒီနေရာလေးအနော်ဒီနေရာလေးအဲ့ဒါဒီအတန်းကနေကြည့်မယ်ဆိုရင်ဘယ်အတန်းမှရှိရလဲပထမဒုတိယတတိယသရုတ်ထပြင်စမ စထမအတန်းမှာရှိတယ်။နော်။တိုင်အနေနဲ့ကြည့်မယ်ဆိုရင်လေပထမတိုင်ဒုတိယတတိယစတုထပြင်ဆင်မစထမဒါဆိုရင်55ဒီစထမအတန်းနဲ့စထမအတိုင်းစုံတဲ့နေရာမှာရှိတာ။ဒါကြောင့်55ဒီစထမအတန်းနဲ့စထမအတိုင်းတွင်ရှိသည်။ Now 99 99ဆိုတာက ကြတော့ဒီကောင်းလေးပဲ။အဲ့တော့ကြတော့အတန်းက ဒါပထမဒုတိယတတိယသရုတ်ထပြစမစတ္ထမတတ္တမအထမနဝမတတ္တမတတ္တမဒါမှာရှိတာတိုင်အနေနဲ့ဆိုရင်လေအဲ့တော့1 2 3 4 5 6 7 8 9 10အဲ့တော့တတ္တမပါပဲဒါဆိုရင်99ဆိုတာကတတ္တမတန်းနဲ့တတ္တမတိုင်စုံနေနေရအဲ့တော့ကြတော့99ဒီတတ္တမတန်းနဲ့တတ္တမတိုင်တွင် ရှိသည်ပေါ့ အဲဒါလိုမျိုးလေးဖြည့်ပေးလို့ရတယ်နော်။ကဲဒါဆိုလို့ရှိရင်တော့နံပါတ်3နှစ်မျိုးမိထားတယ်။အဓိကတောင်းပြတ်အဲ့ဒါကိုအင်္ဂလိပ်လို main diagonal တယ်လို့ခေါ်တယ်။အဓိကတောင်းပြတ်ဆိုတာကလဝဲဘက်ကနေလက်ရာဘက်ကိုဒီတိုင်းဆင်းသွားတာအဲ့ဒီတောင်းပြတ်ဒီအဲ့ဒါဒီပါလဲဆိုတော့အဓိကတောင်းပြတ်လို့ခေါ်ပါတယ်။နော်အဲ့ဒီအဓိကတောင်းပြတ်မြင်းပေါ်မှာရှိတယ် ဂိမ်းတွေရဲ့ထူးခြားချက်ကိုဖော်ပြပါတဲ့အဲ့ဒီဂိမ်းတွေရဲ့ထူးခြားချက်ကဘာလဲဆိုတော့အဓိက တောင်းပြပုံမှာရှိတာကဂိမ်းအားလုံးက0 11 22 33 44 55စသဖြင့်အဲ့တော့ပြောရမယ်ဆိုရင်71ရဲ့ဇာတ်ရုပ်ဂိမ်းပေါ့71တက်လီ71 71နက်လီ20နဲ့73လီ33 74လီ44 75လီ55 76လီ66ဒီလိုမျိုးထူးခြားနေရာလေးကိုတွေးရမယ်เนาะ ဲ့တော့ကြတော့အဓိကတောင်ပြတ်ပေါ်မှာရှိတဲ့ဂိမ်းတွေက0 11 22စသဖြင့်နောက်ဆုံး99ဒီဖြစ်ကြသည်ပေါ့နော်နောက်ထပ်ထူးခြားတာကအဲ့ဒီဟာတွေက17ရဲ့ဇာတ်ရုပ်ဂိမ်းတွေပဲနော်အခုနကတော့ဆေးရ17အလီလီစုပြတယ်လို့အဲ့ဒါ17ရဲ့ဇာတ်ရုပ်ဂိမ်းတွေပဲနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဇာတ်ရုပ်တွေနောက်နဘခခွေရကြသူအချားတောင်ပြတ်တယ်အချားတောင်ပြတ်ဆိုတာက ဒီခါလက်ရဘက်ကနေဒီဘက်ကိုပြန်ပြီးတော့လာမှာအဲ့ဒီတောင်းပြက်ကကြတော့အဲ့ဒါဒီအချာတောင်းပြက်ဖြစ်ပါတယ်အဲ့ဒီအချာတောင်းပြက်မြင်းပေါ်မှာရှိတဲ့ကိန်းတွေရဲ့ထူခြားချက်ကိုလည်းဖော်ပြပေးရမယ်အဲ့ဒါကကြတော့9 8027တနည်းအားဖြင့်ဒီကောင်းนี่အကုန်လုံးဒီအရာအချားတောင်းပြတ်ပုံမှာရှိရဲဂိမ်းนี่အားလုံးနေပဲဒါကြောင့်မို့လို့အချားတောင်းပြတ်မြင်ပုံမှာရှိရဲဂိမ်းนี่အားလုံးဒီ9 8027ကနေ90 ठी တို့ဖြစ်ကြသည် ။ဘာထူးကြသလဲဆိုတော့သူက9ရက်စာတော့ဂိမ်းနေ။ကိုတလီကို948ကို3020ခွန်း။အဲအကြောင်းရင်းကိမ်းများသည် နိုင်စာတော့ဂိမ်းများဖြစ်ကြပါသည်။အဲ့တော့မှတ်ထားမှာကဒီလဝဲကနေလက်ရဘက်ကိုဆင်းသွားတဲ့တောင်းပြတ်ဒီအဓိကတောင်းပြတ်လက်ရဘက်ကနေပြီးတော့ကြတော့နောက်ကိုပြန်ခေါက်လာတာဒီအဲ့ဒါအခြားတောင်းပြတ်ဖြစ်ပါတယ်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်နံပါတ်၄ကိုကြည့်မယ်။စုံကိန်းများအလုံးမိသီးနေရာတွင်တရှိသည်နည်းတဲ့ ဇီယားကိုကြည့်လိုက်တဲ့အခါမှာစုံကိန်းဆိုတာက0 ten 20 30ဒါတွေကစုံကိန်းပဲအဲ့တော့ပထမအတိုင်းမှာရှိပါတယ်နောက်တစ်တိုင်းကိုကြည့်လိုက်မယ်ဆိုရင်မာကိန်းနေဖြစ်နေတာကိုတွေ့ရမယ်နော်အဲ့တော့အဲ့ဒီတိုင်းကိုချော်လိုက်ပြီးတော့ဆက်ကြည့်လိုက်တဲ့အခါ2 3 22 32အဲ့တော့ဒါကပါလဲဆိုတော့တတိယအတိုင်းဖြစ်ပါတယ်အဲ့တော့တတိယအတိုင်းကလည်းပဲစုံကိမ့်မယ်နောက်ဆက်ပြီးတော့ဒီတိုင်းကိုချော်ကြည့်လိုက်ဒီကောင်ကလည်း စုံကိမ့်မယ်ဒတိုင်းကိုချောကြည့်လိုက်6 60 26ဆိုတာလေဒါတွေကလည်းစုံကိမ့်မယ်အဲ့တော့ဒတိုင်းချောဒတိုင်းချောကအဲ့ဒါကစုံကိမ့်နေပါပဲအဲ့တော့ပြောရမယ်ဆိုရင်ဟောဒီဇေယမှာစုံကိမ့်နေကဘယ်နေရာတွေမှာရှိတာလဲဆိုတော့မတိုင်နေမှာရှိနေတာကို တွေ့ရပါတယ်ဒါကပထမတိုင်းပြီးရင်ဒုတိယတတိယ1 2 3 4အဲ့တော့ကြည့်လိုက်တဲ့အခါမှာ2 4 6 ရှစ်30အဲ့ဒါတွေကဘာတွေလဲဆိုတော့စုံတိုင်းနေပေါ့เนาะအဲ့တော့မားတိုင်းတွေကို ပြန်ကြည့်တဲ့အခါမှာ1 3 5 9 9ဒါဆိုရင်ပထမတတိယပြင်ဆက်မပြီးရင်တတက်မနဝမအဲ့ဒီတိုင်းနေဟာဆိုလို့ရှိရင်စုံကိန်းနေဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့စုံကိန်းများအားလုံးမတိုင်းတွေဖြစ်တဲ့ပထမတိုင်းပြီးတော့တတိယတိုင်းပြီးတော့ ြင်ဆက်မတိုင်းတတ္တမတိုင်းနဲ့နဝမတိုင်းတွေမှာတည်ရှိတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဟုတ်ပြီဆရာတို့တွေနောက်နံပါတ်5ကိုဆက်ပြီးတော့ကြည့်အောင်သူကကာကြီးခဝေကရင်3ခုတော့မိထားတယ်3ဤစာရိုကိန်းများကိုအယောင်ချဲပါခါကွေးက7ဤစာရိုကိန်းများကို အခြားအယောင်ဖြင့်ခြဲပါနံပါတ်9ငယ်ကကြတော့အယောင်2ယောင်စလုံးခြဲထားသောကိန်းများသည်မြည်တိကိန်းမျိုးဖြစ်သည်တည်း ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာတို့တွေနံပါတ်ကာကြီးကိုကြည့်ရအောင်3ဤစာရိုကိန်းကိုအယောင်ခြေပါတဲ့ဆရာအပြာရောင်လေးနဲ့ခြေလိုက်မယ်အပြာရောင်လေးနဲ့ခြေလိုက်တဲ့အခါမှာဒါနကူမူလဇေယဖြစ်မယ်3ရဲ့စာရိုကိန်းနေဆိုတော့ကြတော့3ကြာ3လီကိုစုကြည့်လိုက်3တလီ3 3နလီ6 3 3လီကိုအဲ့ကောင်လေးကိုခြေရမှာခြေလိုက်တဲ့အခါဒီတန်းရလာမယ်3လီ20နဲ့3 5လီ25 3840နောက်ဆုံး9090အဲ့ဒါက3ရဲ့ဇာတ်ရုပ်ကိန်းနေပဲတတိထားပါ3ချာလေးပါတယ်နော်နောက်နံပါတ်ခါကိုရကြတော့7ရဲ့ဇာတ်ရုပ်ကိန်းအဲ့တော့ကြတော့7ရဲ့ဇာတ်ရုပ်ကိန်းကိုကြတော့အခြားအယောင်နဲ့ဆိုတော့အစိမ်းအောင်လေးနဲ့ခြေကြည့်လိုက်မယ်ဒါကအခုနောက်တော့က3ရဲ့ဇာတ်ရုပ်ကိန်းနေပေါ့နော်7ရဲ့ဇာတ်ရုပ်ကိန်းနေဆိုတော့အခုနောက်တော့အတိုင်း3ချာနေစမယ်ခွန်တလီခွန်း 844ဒီတိုင်းလာပါဦးဒါဆိုလို့ရှိရင်ဒီမှာကတုံချားနေစမယ်ဆိုတော့ဒီကောင်လေးကိုလည်းပဲဇေရိုတွေကဒါဆဲပင်းရဲ့ဇာရိုကိန်းဆိုတော့အစင်းရောင်လေးနဲ့ခြေလိုက်တဲ့ကနှစ်ရောင်ဖြစ်သွားမယ်နော်ပြီးရင်844ဆိုတော့ဒီကောင်ကိုခြေမယ်844ဇလေးကိုခြေမယ်834 21 21ဆိုတော့ဇေရိုတွေ21လေးကိုတခါအစင်းရောင်လေးပါခြေလိုက်မယ်ပြီးရင်84 28 95 35 ခွန်6လီ40နဲ့40နဲ့ကကြတော့2ရောင်ဖြစ်သွားမယ်နော်ခွန်9လီ40ကိုပြီးတော့ခွန်8လီ56 56ခွန်9လီ63 63ကကြတော့ငကူမူလခြေပြီးစား2ရောင်ဖြစ်သွားမယ်ခွန်9လီ63ခွန်9 90လီပေါ့နော်စသဖြင့်ခွန်17လီ80ခွန်လာမယ် ီးတော့ခွန်စနက်လေး80လေးလာမယ်80လေးရကြတော့ခြေပြီးစားပါအဲ့တော့200အောင်ဖြစ်သွားမယ်ပြီးတော့ကြတော့ဆရာတို့တွေ91ပြီးတော့ကြတော့98ဆိုပြီးအဲ့ဒါကပါလဲဆိုတော့7ရစာတို့ခင်းနေပါတကူရှိတာကဟောဒီမှာဆိုရင်အတန်းလိုက်လေးဒေါင်းလိုက်ကလေးတွေ့မယ်နော်အဲ့ဒါတွေက3ရဲ့စာရုပ်ကိန်းလည်းဖြစ်တယ်လို့7ရဲ့စာရုပ်ကိန်းကြီးလည်းမှန်ပါတယ်နော်နောက်နံပါတ်ကငွေရကြတော့အယောင်2ယောင်စလုံးချေထားတဲ့ကိန်းကြီးဆိုလိုတာကအပြာယောင်နဲ့အစိမ်းယောင်ဟောဒီဒေါင်းလိုက်ကိန်းကြီး ဲ့ဒီဂိမ်းကဘယ်လိုဂိမ်းမျိုးဖြစ်တယ်လဲတဲ့ဒါဆိုလို့ရှိရင်ဆရာတို့တွေအဲ့ဒီဂိမ်းလေးတွေကိုကြည့်လိုက်အောင်ဘယ်လိုဂိမ်းမျိုးလဲဆိုတော့ကြတော့0 21 42 63 84အဲ့ဒါတွေဒီဗာလဲဆိုတော့ကြတော့21ရဲ့ဇာတ်တော်ဂိမ်းနေဖြစ်တာကိုတွေ့ရမယ်เนาะ21အခုနောက်တော့ကကြတော့3ရဲ့ဇာတ်တော်ဂိမ်း7ရဲ့ဇာတ်တော်ဂိမ်း3921 21ရဲ့ဇာတ်တော်ဂိမ်းနေဖြစ်နေတာကိုတွေ့ရမယ် 21တက်လီ22နက်လီ23တုံးလီ23လေးလီနော်ဒါကြောင့်အယောင်နေရာစလုံးခြေထားသောဂိမ်းများမှာ021 42 63 84တို့ဖြစ်ကြတယ်အဲ့ဒါတွေက21ရဲ့ဇာတ်ရုပ်ဂိမ်းတွေဖြစ်တယ်ပေါ့နော်ကဲဒါဆိုရင်အခုဆရာရှင်းပြတာတွေနားလည်ရဆိုရင်ဒီကျင်ကလေးလို့လို့ရပါပြီနော်ဒီကျင်ကဒါဆိုရင်လုံနိုင်ပါပြီ